ဂျပန်နိုင်ငံရဲ့အမျိုးသမီးဝင်ကြီးချုပ်တာကာအီချီကထိုင်ဝမ်ကိုတရုတ်ကျူးကျော်သိမ်းပိုက်ခဲ့ရင်ထိုင်ဝမ်ဘက်ကစီးရီးအရာရက်တီရမယ်လို့ပြောဆိုခဲ့ပြီးတဲ့နောက်ပိုင်းမှာတမိုင်းကြွေကြည့်ခဲ့တဲ့တရုတ်နဲ့ဂျပန်တို့ရဲ့စစ်မှတ်ဖြစ်ပွားမှုကနေတတိယကမ္ဘာစစ်ဖြစ်သွားနိုင်တယ်လို့စစ်ရေးကြွမ်းကျင်သူတွေကတုံ့တက်ကြပါတယ်။တာကာအီချီပြောစကားကိုတရုတ်ဆိုရကဒေါသထွက်ပောက်ကွဲပြီးထိုင်ဝမ်ဟာမိမိတို့အချုပ်အခြာအာဏာပိုင်ကျွန်းဖြစ်တာကြောင့် စစ်ရေးအရာတိမ့်ပိုက်ဖို့လည်းအသင့်ရှိသလိုကမ္ဘာစစ်အတွက်လည်းအသင့်အနေထားရှိတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။တရုတ်ဘက်ကဂျပန်တန်အမတ်ကိုခေါ်ယူတွေ့ဆုံတရီပေးပြီးတရုတ်နိုင်ငံသားတွေကိုလည်းဂျပန်မသွားဖို့အမိန့်ထုတ်ပြန်ထားပါတယ်။ဂျပန်ဘက်ကလည်းထိုင်ဝမ်နဲ့အနီးဆုံးယိုနာဂူနီကျွန်းကိုမဟာဗျူဟာမြောက်ဒုံးကျည်တွေ အမြန်ပို့ဆောင်သွားဖို့လှုံ့ဆော်နေပြီးဂျပန်ရဲ့လောက်ရက်ကဒေတာရင်းတင်းမာမှုကိုမြင့်တက်စေသလိုစစ်ရေးအရရန်လိုစော်ကားခြင်းလိုတရုတ်ကထုတ်ပြန်ခဲ့ကနာကျင်ခံစားရမယ့်ပေးဆက်မှုမျိုးခံစားရလိမ့်မယ်လို့ချိန်ချောက်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ပြီးကလေးကစစ်ရေးပြင်ဆင်မှုတိမ်ပလုတ်ခဲ့တဲ့ဂျပန်ဟာခုအခါမှာစစ်ရေးအတွက်ရင်းနှီးမြှုပ်နှံနေပြီး ထိုင်ဝမ်အရေးကနေတရုတ်နဲ့ဂျပန်တို့စစ်ဖြစ်ပြီးတတိယကမ္ဘာစစ်စတင်လာနိုင်တယ်လို့စစ်ရေးကြွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်။အပ်စလာတက်တို့ညီညာရေးနဲ့လူညုံရေးဌာနပမောက်ကအာရုတ်စင်ကတရုတ်နဲ့ဂျပန်တို့ရဲ့တင်းမာမှုကဒေတာရင်းလူညုံရေးအတွက်သားမကကမ္ဘာအလုံးစုံရေးအတွက်ပါ6လလာနေပြီးချက်ချင်းအလုံးစုံစစ်ပွဲကြီးမဖြစ်နိုင်သေးပေမဲ့ခြေတလန်မှားတာနဲ့စစ်ပွဲကြီးဖြစ်လာနိုင်တယ်လို့သုံးသပ်သွားခဲ့ပါတယ်။ ဗြိတိန်စီးရင်သူတွေသည်ဖိလစ်အင်ဂရန်ကဂျပန်ဟာစီးရင်အရှိန်မြင့်တင်နေသလိုလက်ရှိဂျပန်ဝန်ကြီးချုပ်ကတရုတ်ကိုပြပြသသားရင်ဆိုင်လိုက်မယ်လို့မျှော်လင့်ရပြီးဖိုက်တာဂျက်လီယင်တွေနဲ့စစ်သင်္ဘောတွေဟာနှစ်နိုင်ငံကြားထိပ်တိုက်တွေ့မှုတွေလည်းဖြစ်နေတာကြောင့်တရုတ်ဂျပန်စစ်ပွဲဖြစ်ပွားနိုင်တယ်လို့သုံးသပ်ခဲ့ပါတယ်။1938ခုနှစ်ကမာကိုပိုလိုတရားအရေးကစပြီးတရုတ်ဂျပန်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခဲ့တာကိုလည်းထောက်ပြပြီးသုံးသပ်သွားခဲ့ပါတယ်။